မင်္ဂလာပါတစ်ချက်ဒီနေ့သင်မဲ့သင်ခန်းစာ Chapter 1 Unit and Measurement ဖြစ်ပါတယ် Unit တွေနဲ့တိုင်းတာခြင်းတွေအကြောင်းကိုပြောပြမှာဖြစ်ပါတယ်ဒီသင်ခန်းစာရဲ့ရွေချက်တွေကိုဒီချက်ပထမအဆုံးပြောပြမယ်နော် Basic Unit Derived Unit ခြေခံ unit တွေစင်ပွား unit တွေရဲ့တိုင်းတာမှု unit တွေဖြင့်တိတိကျကျလုံဆောင်နိုင်ရန် changing unit system unit system အပြောင်းအလဲတွေကို နားလည်သိရှိအသုံးချတတ်စေဖို့ရဲ့နောက် physical quantity ရူပဗေဒမတ္တာများရဲ့ sample တွေ sample ဆိုတာသင်္ကေတတွေကိုမှန်ကန်စွာအသုံးပြုတတ်စေဖို့ရဲ့ land mass time အလျား drug through အချိန်တွေကိုတိကျစွာတိုင်းယူနိုင်ပြီးတော့နေ့စဉ်ဘဝမှာအသုံးချတတ်စေဖို့ရယ်။နောက် unit quantity unit တွေ matter တွေကို sample တွေနဲ့သင်္ကေတတွေကိုမှန်ကန်မှန်ကန်အသုံးပြုပြီးတော့သရုပ်ပြသင်ကြားတဲ့ပုံစံတွေကို ဖြည့်ရှင်းတတ်စေရန်ဖြစ်ပါတယ်။အဲတော့ what is physics? Physics like any other branch of science is based on systematic observation and precise measurement ယူပဗေဒသိပ္ပံဘာသာရဲ့အခွဲတစ်ခုဖြစ်ပြီးတော့တိတိကျကျလေ့လာပြီးတော့တိကျတဲ့တိုက်တာမှုတွေကိုအခြေခံထားတာပါ experiments are essential feature of science သိပ္ပံဘာသာရဲ့အတွက်မရှိမဖြစ်လိုအပ်တဲ့အင်္ဂါရပ်တွေရာတော့လက်တွေ့ဆန်းသက်ချက်လက်တွေ့ဆန်းသက်ခြင်းတွေလက်တွေ့ဆန်းသက်ချက်တွေပဲဖြစ်ပါတယ်1.1 basis and derive unit အခြေခံနဲ့စင်ပွား unit တွေအကြောင်းကိုပြောပါမယ်။အဲ့ဒီမှာ၃ခုမှတ်ရမှာပါ။ measurement တိုင်းတာခြင်း standard စံစနစ် unit တို့ပဲဖြစ်ပါတယ်။ measurement measurement essentially is a comparison process တိုင်းတာခြင်းဆိုတာကတော့နှိုင်းယှဉ်ခြင်းဖြစ်စဉ်တစ်ခုပါပဲ။ဒီကြောင်းနဲ့နဲ့ပဲ definition ကိုအဓိပ္ပာယ်ဖွင့်ဆိုလို့ရတယ်။ပြည့်စုံပါတယ်။ quantitative measurement must be extra by numerical comparison to certain agree upon set of standard စံထားပစ္စည်းများနဲ့ကိန်းဂဏန်းတွေကိုနှိုင်းယှဉ်ခြင်းအပြင်ပမာဏကိုဖော်ပြနိုင်ပါတယ် standard စံစနစ် standard is something or a reference used as a measure for length mass or time စံဆိုတာကတော့ length အလျားသို့မဟုတ် mass drutru သို့မဟုတ် time တွေကိုကိုစားပြုပြီးတော့အသုံးပြုနိုင်တဲ့အညွန်းထားပစ္စည်းတစ်ခုကိုစမ်းလို့ခေါ်တာပါ unit unit is a quantity or amount used as a standard of measurement တိုင်းတာချင်းမှာအသုံးပြုနိုင်တဲ့ပမာဏဟာ unit ပါပဲအဲ့တော့ဒီမှာ a standard quantity of some kind referred to as unit is first established ယူနစ်တစ်ခုအဖြစ်ညှိုးနိုင်တဲ့ပစ္စည်းအမျိုးအစားတစ်ခုကိုဥုံဆောင်သတ်မှတ်နိုင်ရမယ် physical quantity ယူပပေတာမက်တာ there are many things in the world that can be measured accurately ကဘာပေါ်မှာတိကျစွာတိုင်းနိုင်တဲ့အရာဝတ္ထုတွေအများကြီးရှိတယ်အဲ့ဒီလိုတိုင်းတာနိုင်တဲ့အရာဝတ္ထုတွေကိုပဲ physical quantity လို့ခေါ်တာအဲ့တော့ physical quantity ရဲ့ define definition ကိုဒီချက်ပြောပြမယ် a physical quantity is the quantity that can be measured and consists of numerical magnitude and unit ယူပဗေဒမက်တာဆိုတာမက်တာတစ်ခုဖြစ်ပါတယ်သူဟာတိုင်းတာနိုင်တယ်ဘာနဲ့တိုင်းဘာနဲ့တွဲပြီးတော့လဲဆိုရင်ကိန်းဂဏန်းနဲ့ unit နဲ့တွဲပြီးတော့မှတိုင်းတာနိုင်ပါတယ်ယူပဗေဒမက်တာတစ်ခုကို အဲ့လိုပဲယူပမေတာမက်တာတခုကိုဖော်ပြတဲ့နေရာမှာတချေ example တခုအနေနဲ့ပြန်ပြီးတော့ဖော်ပြခြင်းပါတယ် example တခုကတော့ example တခုအနေနဲ့ဟာ drug တခုရဲ့တိုင်းတာခြင်းပေါ့အရာဝတ္ထုတခုရဲ့ drug ကိုတိုင်းတာမယ် mass of object 5 kg ဆိုပါစို့တချေတို့က m equal 5 kg နဲ့ဖော်ပြမယ် m ဆိုတာကတော့ အရာဝတ္ထုတစ်ခုရဲ့ drug to ကို short notation နဲ့ရေးတာပါအဲ့ဒီ mass သင်္ကေတရဲ့ m က physical quantity ပါ5ကတော့ numerical magnitude ပါ kg ကတော့ unit ကိုဖော်ပြတာပါဒါကြောင့်မလို့ physical quantity တစ်ခုကိုဖော်ပြမယ်ဆိုရင်ဒီချက်တော့က q equal nu နဲ့ဖော်ပြပါတယ် q equal physical quantity ယူပဗေဒမေတ္တာအနေနဲ့ဖော်ပြခြင်းဖြစ်ပါတယ်ဥပမာ force land mass or time ဟာစသဖြင့်အဲ့ဒါတွေက physical quantity တွေပဲဖြစ်ပါတယ် and dimensionless number ကိန်းငန်းတက်တက်ဖော်ပြခြင်းဖြစ်ပါတယ်5 or 10 or 3 or 2 so on u ကတော့ unit ပဲဖြစ်ပါတယ် kilogram ဒါမှမဟုတ်ရင် meter ဒါမှမဟုတ်ရင် second ဒါမှမဟုတ်ရင်နျူတန်စသဖြင့် unit တွေဖြစ်ပါတယ်။ example အနေနဲ့နောက်တစ်ခုဖော်ပြရမယ်ဆိုရင် length of an object is l equal 10 meter အဲ့ဒီမှာ l က length ရဲ့ short notation ဖြစ်ပါတယ်ဒါက physical quantity ပါ10ကတော့ numerical number ပါ numerical magnitude ပါပြီး n ကတော့ meter ဖြစ်ပါတယ် unit ပဲဖြစ်ပါတယ် အလျားရဲ့ unit ဟာစံသတ်မှတ်ချက်အရာမီတာနဲ့တိုင်းပါတယ် m is a unit ပါ physical quantity တွေမှာတချို့တော့က basis type derived type အခြေခံအမျိုးအစားနဲ့စင်ပွားအမျိုးအစားနှစ်မျိုးရှိပါတယ်အခြေခံအမျိုးအစားတွေကတော့ land mass time temperature electric current amount of substance luminate intensity အလျား drug to အချိန် အပူချိန်ဖျက်စစ်စီးကြောင်းအရာဝတ္ထုတစ်ခုရဲ့ပမာဏအလင်းပြင်းအားတို့ပဲဖြစ်ပါတယ်အဲ့ဒီခုနှစ်မျိုးကလွဲလို့ကြံနဲ့ဖြစ်ပေါ်လာမဲ့ physical quantity တွေကတော့စင်ပွား type တွေဖြစ်ပါတယ် drive type တွေဖြစ်ပါတယ်စင်ပွား unit တွေစင်ပွားပုံစံတွေဖြစ်ပါတယ်ဥပမာနည်းနဲ့ပြောရမယ်ဆိုရင်ဒီချေတို့ area volume area volume မှာ area ဆိုရင် length ကိုနှစ်ကြိမ်မြောက်ချင်း volume ဆိုရင် length ကို၃ချိန်မြောက်ခြင်းအဲ့လိုပဲ length နေ message time တွေကနေတဆင့်ဖြစ်ပေါ်လာတဲ့ unit တွေကို derived unit derived type တွေလို့ခေါ်ပါတယ် the derived type တွေကတော့ area volume velocity work energy စသဖြင့်သူတို့ရဲ့ unit တွေကိုလည်းတီချဲတို့က derived unit တွေလို့ပဲခေါ်ပါတယ် area ရဲ့ unit meter square ဆိုတာဒါ derived unit volume unit meter joule ဒါလည်း derived unit ပဲစသဖြင့်စင်ပွား unit တွေသတ်မှတ်ပါတယ် derived unit ရဲ့တစ်ချက် definition ကိုဖော်ပြပါမယ် a derived unit is a unit of measurement formed by combining basis of base units of the system အခြေခံ unit တွေကိုပေါင်းစပ်ခြင်းအပြင်ဖြစ်ပေါ်လာတဲ့တိုင်းတာခြင်း unit ကိုစင်ပွား unit derived unit လို့ ခေါ်ရပါတယ်။ဥပမာအနေနဲ့ဖော်ပြရမယ်ဆိုရင်အမြန်နှုံးရဲ့ညီမချင်းတစ်ခုကိုဖော်ပြပါမယ်။ speed equal distance by time speed ဆိုတဲ့အမြန်နှုံးကို လိုချင်ရင် distance ဆိုတဲ့အကွာအဝေးကိုတီးမယ်။ time ဆိုတဲ့အချိန်နဲ့စားမယ်။အဲ့ဒီမှာ distance ဟာ length ရဲ့ unit နဲ့ဖော်ပြရတာပါ။ the base unit of distance ဟာ လက်နေ unit meter နဲ့တိုင်းပါတယ် meter m base unit of time အချိန်ရဲ့အခြေခံ unit ဟာ second ပါဒါကြောင့်မလို့ meter ကို second နဲ့စားလို့ meter per second ဆိုတဲ့ unit ဖြစ်ပေါ်လာတာပါဒါကြောင့်မလို့ဒီလိုဖြစ်ပေါ်လာတဲ့စင်ပွား unit က speed ရဲ့ unit ဖြစ်ပါတယ်အခြေခံအတိုင်းအတာတွေဖြစ်တဲ့ meter တွေ second နေနဲ့ဖြည့်ရှင်းလို့ဖြစ်ပေါ်လာတဲ့ unit ကို derived unit လို့ခေါ်ပါတယ် ကဲဒီနေ့တချက်ဒီနေ့သင်တဲ့သင်ခန်းစာလေးရယ် review exercise လေးတွေလုပ်ကြည့်ရအောင် explain each of the following terms in your own words အခုဖော်ပြထားတဲ့ terms တွေ physical quantity standard unit basis unit နဲ့ derived unit တွေကိုဒီချက်ဖော်ပြထားတဲ့ definition တွေအတိုင်းလဲလေ့လာလို့ရပါတယ်နောက်တစ်ချက်ကမင်းတို့ရဲ့ own words တွေနဲ့လဲဖော်ပြလို့ရှင်းပြလို့ရပါတယ် 1.2 system of unit ပဲဖြစ်ပါတယ် system of unit မှာဆိုရင်ဒီချေတို့က British system နဲ့ metric system ဆိုပြီးတော့နှစ်ခုရှိပါတယ် British system and metric system အဲ့ဒီ metric system မှာမှ metric system က CGS system နဲ့ MKF system ဆိုပြီးတော့နှစ်ခုထပ်ခွဲပါတယ်အဲ့ဒီမှာမှဒီချေတို့က British system မှာ FPF ဆိုပြီးတော့အတူကောက်မှတ်ပါတယ်အခြေခံအားဖြင့်ကတော့ land mass time ကိုပဲ တချို့တော့အခြေခံသွားတာပါ land မှာတချို့တော့ fps system အတွက် land က food နဲ့တိုင်းပါတယ် pay နဲ့ပေါ့ fd အတူကောက်ကအဲ့ဒီမှာတချို့တော့ p pound lb နဲ့ second s နဲ့သုံးပါတယ်အဲ့ဒီမှာတချို့တစ်ချက်လောက်ပြင်ကျင်တာရှိပါတယ်မှတ်စေချင်တာပြောင်းပြီးမှတ်စေချင်တာပါ mask ကိုတိုင်းတဲ့နေရာမှာတချို့တော့ပေါင်နဲ့မတိုင်းပါဘူး ်သူက mass က drug to ဖြစ်တဲ့အတွက် mass ကိုဆက်လက်နဲ့တိုင်းပါတယ်အဲ့ဒီမှာပြောင်းပြီးတော့ဖတ်စေချင်ပါတယ် FPS system ကိုဒီချက်က FSS system လို့ပြောင်းမှတ်စေချင်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီပေါင်နေရာမှာဒီချက်တော့ mass ကိုတိုင်းတဲ့နေရာမှာဒီချေတော့ SLUG slug နဲ့တိုင်းတဲ့အတွက် S အသေးနဲ့ slug ဆိုပြီးတော့ FSS လို့ဒီချေကမှတ်စေခြင်းနဲ့ပေါင်ဆိုရင်ဒီချေနောက်ပိုင်းနေမှာ weight နဲ့မှားမှာဆိုလို့ပါပေါင်က weight ရဲ့ unit အတွက်သုံးတာပါ weight ရဲ့ FPS system British system အတွက်သုံးတာပါဒါကြောင့်မလို့ British system မှာ FSS လို့ပြောင်းမှတ်ပေးပါ land အနေနဲ့ကတော့ food fd mass အနေနဲ့က slack s time အနေနဲ့က second s နဲ့ပြောင်းပြီးတော့မှတ်ပေးပါเนาะအဲ့တော့ matrix system အတွက် matrix system အတွက်ဆိုရင် cgs system နဲ့ mgs system ဆိုပြီးတော့နှစ်ခုရှိပါတယ်အဲ့ဒီမှာတချို့ကမှတ်ရလွယ်အောင်လို့ cgs ဆိုတာ ਨੇ လန့်ကို တချေတော့စီမှာစင်တီမီတာနဲ့တိုင်းတယ်စီ m gram mass ကို gram နဲ့တိုင်းတယ်ဒီ g g ကိုမှတ်လိုက်တာနဲ့ g ကိုမြင်လိုက်တာနဲ့ဒါ gram နဲ့တိုင်းတယ် s ကိုမြင်လိုက်တာနဲ့ second time ကို second နဲ့တိုင်းတယ်ဆိုပြီးတော့မှတ်လို့ရပါတယ် mks system မှာလည်းဒီလိုပဲ m ကိုမြင်လိုက်တာနဲ့ဒါ length က meter တိုင်းတာပါ k ကိုမြင်လိုက်တာနဲ့ mass က ကီလိုဂရမ် kg နဲ့တိုင်းတာပါ s ကိုမြင်လိုက်တာနဲ့ second တိုင်းကို second နဲ့တိုင်းတာပါ s အသေးနဲ့သုံးပါတယ်အဲ့ဒီမှာ mks လို့မြင်လိုက်တာနဲ့ meter kilogram second ဒါကြောင့် mks system cgs လို့မြင်လိုက်တာနဲ့ centimeter gram second cgs system ဆိုပြီးတော့မှတ်လို့ရပါတယ်နောက် now unit တစ်ခုက si system si unit ပေါ့ဒီချက်တော့ဒီ modify MK system ကနေပြီးတော့အထူးပြုထားတဲ့ unit system တစ်ခုဖြစ်ပါတယ်အဲ့ဒါအရှင်နေနဲ့ကတော့ system in international or international system အဲ့ဒါကိုတချို့တို့ကအတူ SI unit ဆိုပြီးတော့သုံးပါတယ် SI unit ကနောက်ပိုင်း modernize မှာ modern physics တွေ modernize မှာတချို့တို့က SI unit ကို သုံးပါတယ် SI unit ကတော့ MK system ကို modify လုပ်ထားတာဖြစ်တဲ့အတွက်များသောအားဖြင့်ကတော့ MKS system ရဲ့ unit တွေနဲ့တူပါတယ်အဲ့တော့ CGS system တွေ MKS system တွေကို သုံးပြီးတော့ဒီချေတော့ land mass တိုင်းနေနဲ့နောက်တခြား tan power ဒီ using 30ရဲ့ထပ်ကိန်းတွေကိုအသုံးပြုပြီးတော့ပြောင်းသွားလို့ရပါတယ် system တစ်ခုကနေတစ်ခုပြောင်းတဲ့နေရာမှာ example အနေနဲ့ဥပမာအနေနဲ့ပြောရမယ်ဆိုရင်1 meter နဲ့ centimeter ပြောင်းမယ် 1မီတာဟာ100စင်တီမီတာရှိတယ်100စင်တီမီတာကိုတရားလို့မရေးဘဲနဲ့ဒီချေတို့ဟာ10ပါဝါနဲ့10 to the power 2စင်တီမီတာလို့ရေးပါတယ်အဲ့လိုပဲ1ကီလိုဂရမ်နဲ့ gram နဲ့ relation မှာဆက်သွယ်ချက်မှာဘယ်လိုရေးလဲဆိုရင် 1000gram လို့မရေးဘဲနဲ့10 power တွေပြောင်းပြီးတော့သုံးပြီးတော့ရေးပါတယ်အဲ့လိုပဲ scientists all over the world like to work with the consistent and coherent system of unit unit system တွေကိုတကဘာလုံးမှာဒီချေတို့သိပ္ပံပညာရှင်တွေကအလုပ်ထဲတွေမှာ unit system အနေနဲ့ဒီချေတို့သုံးသွားပါတယ်လို့ပြောချင်တာပါ1960တုန်းက7ကြိမ်မြောက်ပြင်သစ်နိုင်ငံမှာလုပ်တဲ့7ကြိမ်မြောက်အထွေထွေညီလာခံဒီအလေးချိန်နဲ့တိုင်းတာချင်းနေနဲ့ပတ်သက်တဲ့အထွေထွေညီလာခံမှာ သိပ္ပံပညာရှင်တွေက unit system တွေကို matrix system တွေ of unit matrix system အနေနဲ့အခြေခံပြီးတော့ဒီ international system ကိုပြောင်းသုံးမယ်လို့တညီတဲ့အားလုံးပြောင်းသုံးမယ်ဆိုရဲအကြံပြုချက်အရာ တချို့တို့ကနောက်ပိုင်းဒီအကြံပြုချက်နဲ့ဆုံးဖြတ်ချက် recommendation တွေအရာ SI unit ကိုတချို့တို့လက်ခံလိုက်ရတာပါလက်ခံလာ